ယ်ခံစားချက်စစ်စစ်တော့ရတယ်မဟုတ်ပါဘူးဆိုရင်တချင်းရေးပေးရဲ့ trade ကိုပေါ့နော်သူရဲ့ခံစားချက်ဖြစ်မှာပါအဲ့ဒါကိုဆိုရင်ကစီးမျောပြီးတော့အဲသူ့နေရာနေဝင်ပြီးတော့ခံစားပြည့်သိဆိုထားတာပါ ပဲနည်းနည်းခေါင်းပုံစံလေးဖြစ်စင်တဲ့အတွက်ကြောင့်မလို့ပြီးတော့အဲလိုဒီ Taiwanese အရင်တော့ပုံစံလေးတွေသဘောကျရယ်ပေါ့နော်အဲ director လည်းအဲ့လိုလေးသဘောကျရယ်ပြီးတော့ရိုင်းမနေရလေးလည်းအဲ့လိုလေးအဲ live ဖတ်တယ်လို့ user လို့ပေါ့နော်1080ပုံစံလေးပြန်ပြောင်းဖိုင်ဖြစ်တာအဲတချင်ကတော့နောက်ဆုံးဆိုင်လို့ရသည်မှာပေါ့နော်ဒီဆိုတချင်

က်လေးဆက်တင်ုံးလင်မှာတွားရိုက်တာပေါ့နော်အဲအဲ့လေးကိုလိုက်ပြီးတော့ကပ်ပေးကြရတယ်တွေ့ရဆိုတော့တကယ်ဝမ်းသာပါတယ်နေတူတူဖွဲ့ပေါ့နော် production exercise တို့ကလည်းသူစဉ်းစားပေးရပြီးတော့ swing လုပ်ချင်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးတော့သူတို့ပြောပြပြီးတော့အားလုံး timing ပြီးတော့လုပ်ဖြစ်တာပါ swing တို့အရင်1980ထားဝင်းနီးပေါ့နော်အရင်ခေတ်ပုံစံလေးနဲ့ပြီးတော့ း musical session လေးပေါ့အဲ့လိုလုပ်လိုက်တာ။ဟာဆိုင် music video စဉ်းစားရတော့အရင်ဝါနာပါရပေါ့နော်။တစ်ချိန်လေးတပုတ်ပြီးသွားပြီဆိုရင် MV ရိုက်ပြမယ်ဆိုဘယ်လိုလေးရိုက်မလဲဆိုပြီးတော့အဲ့လိုစိတ်ကူးခြင်းကြည့်ပြီးတော့မှအဲ့ဒေချာလေးတက်နေပြီးတော့လုပ်ပြလာတာပါ။ မဲ့ဒီမှာအရန်ပူကြရလေနှွေးစုပူပဲတို့ပြောဆိုင်လို့လည်းနှွေးရည်ဆိုကြိုက်ပေါ့နော်ဒါမဲ့ဒီချင်းလေးကကျတော့အရင် nostalgic ပေါ့နော်အရင်နှွေးဆိုရင်လွမ်းခဲ့ရတဲ့ကောင်လေးဇလန်းလေးအဲ့လိုမျိုးပုံစံလေးပေါ့ဆိုင်တို့အာကလေးနဲ့အဲ့လိုကြောင်စုံလေးပေါ့နော် colorful ဖြစ်ဖြစ်လေးအဲ့လိုဖန်တီးထားတာပါဒီကကြည်ညာနေပို့ချင်အောင်ဒီမှာဘလောက်ဒီစပေါ်ရင်းဖြစ်နေလဲမို့လားအကိုကအရန်ဟိုဟမ်ဘောဖြစ်ပြီးတော့တကယ်အရန်လုံးလုံးကောင်းတယ်ပြီးတော့ဆိုင်က လေးပါတယ်ဆိုတော့ကတက်တဲ့ကတ်စ်ပေါ်ကတက်တဲ့မင်းသားကိုလိုချင်တယ်ဆိုတော့ကိုကိုချမ်းနဲ့လည်းဆိုင်ဘယ်ပြောမလဲရုပ်ရပေါ့နော်တင်းရောက်လိုက်ဖက်မယ်ချင်လို့ကိုကိုဆိုင်အရင်သွားပြီးတော့ကန်လန့်ခဲ့ရပေါ့နော်သူကလည်းဒေသလေးရိုက်ပေးရအကဆိုလည်းဒေသလေးရှင်းပြီးတော့ဆိုင်တို့ရိုက်တယ်ဆိုနှစ်ရက်တောင်ရိုက်ထားပါပေါ့နှစ်ရက်ကိုမနေ့ရှင်းနိုင်ည7နှစ်ထိပေါ့နော်ကိုကလုံးဝမမြင်မိဘဲနဲ့ဒေသလေးရိုက်ပေးတကယ်အရင်လည်းချစ်စွတ်တင်ပါတယ်ဟုတ် အဲຫນွေရတော့အဓိကတော့ຫນွေရသည်ယူပြောခြင်းတာတက်ပေါ့เนาะအဲ့ຫນွေရသည်မှာဖြစ်ခဲ့အမှတ်104ကိုပြန်ပြီးတော့ပြောခြင်းတယ်ဆိုတော့အဲ့အမှတ်104ကိုပဲလှအောင်ပေါ့เนาะဘယ်လိုလေးလုပ်လို့ရလဲဆိုပြီးတော့အဲ memory လေးကိုလှလှလေးပြန်ပြီးတော့အဲတွေးရတဲ့ဘောပေါ့เนาะစိတ်ကူးရတဲ့ဘောလေး sorry စိတ်ကူးရတဲ့ဘောလေးအဲပြန်ရဲဖြစ်တာပါအဲ့ຫນွေတစ်ချင်းကိုခံစားမိတဲ့သူကညီမရဲ့ခံစားချက်စစ်စစ်ຫນွေရသည်မှာကြုံရတဲ့ခံစားချက်စစ်စစ်ကိုခံစားမိတဲ့ဘောမျိုးလား အဲစွရဲ့ခံစားချက်စစ်စစ်တော့ရတယ်မဟုတ်ပါဘူးစွရဲ့တချင်းရေးပေးရဲ့ trade ကိုပေါ့နော်သူရဲ့ခံစားချက်ဖြစ်မှာပါအဲ့ဒါစွရဲ့ကစီးမျောပြီးတော့အဲသူ့နေရာနေဝင်ပြီးတော့ခံစားပြည့်သိဆိုထားတာပါ1980ဘာကြောင့်ညွှန်းထားလဲ 1980ကတော့စိုင်တို့ဒီ nostalgic ပေါ့နော်ဒီဘက်ခင်မှုပဲနည်းနည်းခေတ်ဟောင်းပုံစံလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြီးတော့စိုင်တို့ဒီ Taiwanese အရင်တော့ပုံစံလေးသဘောကျရယ်ပေါ့နော်အဲ director လည်းအဲ့လိုလေးသဘောကျရယ်ပြီးတော့ရိုင်းမနေရလေးလည်းအဲ့လိုလေးအဲ live ဖတ်တယ်လို့ယူဆလို့ပေါ့နော်1980ပုံစံလေးပြန်ပြန်ဖန်တီးတာပေါ့ပုံရောရပြီးတော့မေယိုမေယိုအစ်တုံးလားအဲ့ဟုတ်မေယိုအစ်တုံးအဲ့ဆိုင်တွေ့ရဆိုင်မိုးနဲ့ဆောင်းနဲ့တော့ပိုသဘောကျမယ်ပေါ့ဒါပေမဲ့ငငယ်တော့ကတော့ခလေးတော့ဆိုတွေ့ရချိန်ကြမှာတဲ့အကြောင်းပိတ် တယ်ဆိုတော့လေအကျောင်းပည့်ရဆိုတော့ຫນွေရောအဲ့လိုတော့သွားကြရတယ်ဒါပေမဲ့အခုကြီးလာຫນွေကရန်ကုန်မှာဆိုရန်ပူတော့ຫນွေဆိုတော့နည်းနည်းတော့ပူပါပေါ့နော်ဆောင်းလို့ပါလို့ဆိုတော့ကိုသဘောကျရပါတယ်အဲ့တော့ရန်ဒီတို့ကသာလာပြီးတော့ဒါနဲ့ရန်ဒီရောတက်လာဖို့ရှိပြီလားအဲ့လိုတော့မရှိတော့ပါဘူးဆိုရင်တော့ဒီဇင်ဘာသချင်းလဲထွက်ပူရဲပြီးတော့အဲမိုးရသည်မှာလဲမိုးထဲမှာလဲရိုက်ဖို့ပဲအခုຫນွေလဲရိုက်ပြီးပြီဆိုတော့အဲရာဒီနဲ့ပတ်သက်တဲ့သချင်းတော့ဘယ်တော့ဆယ်တော့မရှိသေးပါဘူးအဲ့တော့ဘယ်လိုလဲဘယ်လိုလဲဒီပြည်သားတွေ2015မှာဆိုင် အယ်ဘမ်လေးထုတ်ဖို့စူးစမ်းနေပေါ့နော်သချင်းလေးသေချာလေးစုပြီးတော့ဖန်တီးနိုင်အောင်စူးစမ်းနေပါရဲ့အစ်တတွေလည်းဖြစ်မှာလားအကောင်းတွေပါအစ်တတွေလည်းဖြစ်ပါပါဘယ်လိုလုပ်မှာလဲအာ ော်နော်အခုမြန်မာပြည်မှာပြမအောင်ဆုံးလောင်းချုပ်တဲ့ကွဲလေးပေါ့နော်ကွဲလေးမှာဆိုင်အောင်ချင်းဆိုတာထိကြတဲ့အတွက်ကြောင့်ဆိုင်တက်ဖြစ်တာကားလေးကသူက1300ကျော်နဲ့ပေါ့နော် EV ကားကောင်းကောင်းစီးလို့ရတယ် SUV ကားလေးပေါ့နော်ပြီးတော့တကယ်လဲ quality ကောင်းတဲ့ကားလေးကိုဆိုင်သိရတယ်ပေါ့နော်အဲတကယ်လဲဆိုင်ကအင်ဂျင်နီယာနေလည်းချိန်ပြီးသွားတယ်ပေါ့နော်တော်တော်လေးမိုက်ပါ